people pleaser ဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီမှာတွေ့ရမယ့်အချက်တွေကိုကျွန်မပြပြချင်ပါတယ်။အားမင်္ဂလာပါရှင်ကျွန်တော်တို့ဒီချေရလာပါကျွန်တော်ပတ်ဝန်းကျင်မှာတချို့သူတွေကကိုယ့်ကိုယ်ကိုထက်တင်ရအောင်ဦးစားပေးလို့နဲ့ကိုယ့်ရဲ့စိတ်ခံစားမှုထက်တင်ရရဲ့စိတ်ခံစားမှုကိုဦးစားပေးလို့နဲ့ကိုယ့်ကိုအရေးမလုပ်တော့မှအယူမဆိုင်တော့မှဟာမလုပ်တော့မှကြောက်ပြီးတော့လို့ပြောမှကြောက်တယ် အဲ့တော့ကိုယ့်ရဲ့စိတ်နဲ့မရှင်သန်မဲ့သူများရဲ့စိတ်နဲ့ပဲရှင်သန်နေကြတဲ့လူမျိုးတွေကိုတွေ့မိကြမှာပါအဲ့လိုလူမျိုးတွေကိုကျွန်တော်တို့က people pleaser လို့သတ်မှတ်ပါတယ်ဆိုတော့ people pleaser ဖြစ်နေပြီဆိုရှင်အဲ့လိုမှတွေ့ရမယ့်အချက်လေးကိုကျွန်တော်ပြပြချင်ပါတယ်ဆိုတော့ပရမအချက်အနေနဲ့တခုခုဆိုရင်အဲ့လိုမျိုးတောင်းပန်တတ်တာသူရဲ့အမားမဟုတ်တဲ့တိုင်သူမားသွားပါတယ်ဆိုပြီးတော့တစ်ဖက်သားကို အမြဲတမ်းပဲအဲ့လိုမျိုးတောင်းပန်လေးရှိကြပါတယ် ဒုတိယအချက်အနေနဲ့ဆိုလို့ရှိရင်အရန်ရှင်းပြတာ ဆိုရှင်းပြတာက ကျမတို့ကလူခွဲစီမှာကောင်းတဲ့လူကိုပဲဖြစ်ပါတယ်။ဒါပေမဲ့လောကတာချက်ပို့ပြီးရှင်းပြလိုက်လေဆိုလို့ရှင်တော့သူ့စီမှာလုံလောက်တဲ့ confident မရှိဘူးသူ့အထင်မြင်လွဲတော့မှကြောက်တယ်ဆိုရင်ဒီ fears ကြီးကြောက်တရားတွေကိုပေါ့နော်ပေါ်လွင်နေတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကလုံအောင်တော်ထပ်ပို့ပြောလဲမရှင်းပြသင့်ပါဘူးအဲ့တော့ people pleaser တွေအားဆိုလို့ရှင်များသောအားဖြင့်ကျမတို့ကလုံလောအပ်တာထပ်ပို့ပြီးရှင်းပြတာကိုလည်းကျမတို့တွေ့ရပါလိမ့်မယ် ဆိုတော့တတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်စတိကုပ်ဝတ်တွေကိုလုံးနေတာထပ်ပို့ပြီးတော့ပေးမိတာဆိုတော့ဘာဖြစ်သူကအဲ့လိုလောက်ရတာလဲဆိုလို့ရှိရင်သူတို့ကသူတို့ကိုညှို့ညင်သွားမှအာမလုံးနိုင်ဘူးလို့ထင်သွားမှအရင်ကြောင့်လေအကြောင်းမလို့ကိစ္စတို့ကိုသူတို့ပြောပြီဆိုရတယ်သူကအလွယ်လွယ်ကိုပဲအဖြစ်ရမှာပေါ့ဟိုဖြစ်စီရမှာပေါ့လုတ်ပေးမှာပေါ့ ဆိုပြီးတော့ဂတိကဝတ်တွေကိုကျွန်တော်တို့ကလမ်းလိုက်နေနေမဟုတ်သေးတဲ့အလွယ်တကူဂတိကဝတ်တွေကိုပေးလိုက်ပြီလားမျိုးရှိပါတယ်။ဆိုတော့ဒါမျိုးတွေတွေပေးလိုက်ပြီဆိုလို့ရှိရင်ကြာလာလို့ရှိရင်လည်းတရားနဲ့ပတ်သက်ပြီးတော့သူကဝန်တော့ဝန်မိုးတွေဖြစ်လာတတ်ပါတယ်။ဆိုတော့ဇုံရတစ်ချက်နေနေဆိုလို့ရှိရင်ပေါင်းတွေမထားတာအထူးသဖြင့်အဲ့လိုလူတွေကဒီပိပတ်ဗီဇာတွေကပေါ့နော်ဒီ emotional boundary တော်တော်လေးနည်းပါးတာကိုတွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့က ကျမဟိုကပြောထားတယ်ပဲပေါ့နော်အဲသူတို့ reject လုပ်မှာအရန်ကြောက်ရဲသူတို့အရေးမလုပ်တော့မှာအယူမဆိုင်တော့မှာအဖတ်မလုပ်တော့မှာဆိုရင်အရာမျိုးတွေကိုကြောက်တတ်ပြီးတဲ့အခါမှာအလိုတွေနဲ့ပေါင်းဆက်ဆံတဲ့အခါမျိုးဆိုလို့ရှိရင် emotional boundaries မျိုးတွေမထားတာကိုတွေ့ရပါတယ်ပြစ်မမေအောင်ချက်နေလဲဆိုလို့ရှိရင်တော့သူတို့ကဒီထိတ်တန့်ရဆိုင်ရပါဘူးကြောက်တယ် အဲအခြေအတင်ပြောရမှာကိုကြောက်ရတဲ့မှာပါပါတယ်။ဘာလို့ဆိုတော့ဒီကသနာဘုကိုတို့မျိုးအခြေအတင်ပြောလိုက်လို့ရှိရင်ငါ့ကိုသူကမုံသွားမှာလားငါ့ကိုသူကတကုံးတစ်ချက်ဖြစ်သွားမှာလားစသဖြင့်ပေါ့နော်။ဟိုကျွမ်းပြောခဲ့တဲ့အတိုင်းပေါ့နော်။သူက fear of rejection ပေါ့နော်။ဒီသူ့ကို reject လုပ်မှာကိုကြောက်တဲ့စိတ်ကြီးတကူကကြီးစိုးနေရတဲ့အခါကျတော့သူ့မှာသူမနဲ့ ကိစ္စတွေဆိုလို့ရှိရင်တော့ပဲအခြေတင်ပြောရတဲ့တက်တင်မျိုးကိုမရှိတာမျိုးတွေကိုလည်းကျွန်တော်တို့ပြရပါလိမ့်မယ်။အဲဆရာမရောက်ချက်နေနေဆိုလို့ရှိရင်တော့ပျော်ရွှင်မှုကသူတစ်ပါးပေါ်ကိုအမြဲတမ်းမြင့်ကုန်နေလိမ့်ရှိပါတယ်။ဆိုတော့ကအာသူရှိမှငါပျော်ရွှင်မယ်။အာငါ့ကိုသူကဘယ်လိုမျိုးလေးလုပ်ပေးငါတော့ပျော်ရွှင်ရမှာပဲ။သူဘယ်လိုမျိုးလေးလုပ်ပေးငါပျော်ရွှင်ရမှာဆိုတော့အတွေ့အကြုံရှိတဲ့အခါကျတော့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကကိုယ့်စီရမလာပဲနဲ့သူများစီကလာမှကိုပျော်ရွှင်ရမယ်လို့အတွေ့အကြုံဖြစ်တယ်လို့ကြောင့်တကယ်ပျော် ရှင်ရဲ့အဆင့်ပိုင်းကိုဘယ်တော့မှမရတာမျိုးတွေရှိပါတယ်။ဆိုလိုတာကတော့ဒီတယောက်ထဲနဲ့ဆိုလို့ရှိရင်မပျော်ရွှင်ရဘူးဆိုတော့စိတ်ခံစားမှုမျိုးအမြဲဖြစ်တဲ့အတွက်ကြောင့်မလို့ကို့နောက်မှာဒီလူတို့တယောက်ရှိဖို့အတွက်ဒီလူပေါ်မှာစပ္ပတ္တိအမြဲတမ်းပေးနေရင်လည်း ကိုယ်တို့ပြောမလုံပေးခင်တော့ကိုကသူ့ကိုပြောအရင်လှုပ်ပေးမှဒီပြောရှုံးတော့ကိုယ်တို့ပြန်ပေးမယ်တို့ထောင်ထမားဖြစ်တဲ့အတွေ့အကြုံနဲ့ပဲအမြဲတမ်းသူကသူ့ရဲ့အရှင်ခြေကိုလှုပ်တဲ့လှုပ်တာရှိပါတယ် ဆိုတော့ဟိုကိုစီမှာကျွန်မခုနကပြောခဲ့တယ် people pleasing pattern ရှိနေပြီဆိုလို့ရှိရင်တော့ကျွန်တော်ကသတိထားဖို့လုပ်နေပါပြီဘာဖြစ်လို့ဆိုတော့ people pleasing pattern ရှိရတဲ့လူတွေကအများသောအားဖြင့်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင် social ကောင်းတယ်သူကတော့ office ဆိုင်ကောင်းတယ်စင်ပြေတယ် communication ကောင်းတယ်လို့ယူကအဖြစ်ပြောကြကုန်ကြလည်းပဲကိုယ်တိုင်ကတော့ကိုယ့်ရဲ့ပြောရှင်ခြင်းအစ်စ်မှန်တွေကိုမရှိသလိုကိုယ်ကိုယ်တိုင်လည်းပြောင်းဆုံးသွားဖို့အရာကိုလွယ်ကူပါတယ် ဒါကြောင့်မလို့ဒီဗီဒီယိုလေးရစင် post မှာ people pleasing pattern တွေရှိနေလားဆိုတာကိုဆက်စစ်ပြီးတော့အောက်မှာ comment လေးတွေမှတ်ပေးလို့ရပါတယ်။နောက်တစ်ပတ်မှာပြန်လည်းဆုံတွေ့ကြပါမယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။